ဗီဒီယိုပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ဒီကနေ့မှာတော့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကအကြီးမှုကျင်းပတဲ့ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံဆွေးနွေးပွဲနဲ့2025ခုနှစ်စတုထ3လပတ်တရုတ်မြန်မာမီဒီယာတွေ့ဆုံပွဲအခမ်းအနားလေးကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒီအခမ်းအနားကိုနိုဝင်ဘာလ18ရက်နေ့ဝင်တန်ဂရန်ဟိုတယ်မှာကျင်းပခဲ့တာဖြစ်ပြီးတော့ဆွေးနွေးပွဲကိုတန်အမတ်ကြီးမစ်မာဂျီယာပြည်ချိုင်းဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးမမအောင် တန်မူကြီးဒေါက်တာချန်ဂျီဟွန်မြန်မာတရုတ်နှစ်နိုင်ငံမီဒီယာတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတာဖြစ်ပြီးတော့ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ် အခမ်းအနားအစီအစဉ်ရအတန်မတ်ကြီးမစ်မာဂျီယာကနေအမှားစကားပြောကြခဲ့ပြီးတဲ့နောက်မှာ ပြန်ကြားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမမောင်အောင်ကလည်းအမှားစကားပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တရုတ်နဲ့မြန်မာမီဒီယာတွေကလွတ်လွတ်လပ်လပ်နဲ့ဖလှယ်ဆွေးနွေးခဲ့ကြပြီးတဲ့နောက်မှာတန်မတ်ကြီးနဲ့ပြန်ကြားရေးဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးမမောင်အောင်တို့ကနှုတ်ဆက်အမှားစကားပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုစီမံဆွေးနွေးပွဲနဲ့2025ခုနှစ်စတုထ3လပတ်တရုတ်မြန်မာမီဒီယာတွေ့ဆုံပွဲကိုစူပေါင်းဓာတ်ပုံရိုက်ကူးပြီးတဲ့နောက်မှာတော့ပိတ်သိမ်းခဲ့ပါဗျာ။